ရှော့ရိုက်တုံးနဲ့ထပ်ပစ်ပါပြီဗျ BWN ကတက်မှာ၃တုံးကိုရှော့ရိုက်တုံးနဲ့ထပ်ပစ်ပါတယ်ရှော့ရိုက်တုံး၃လုံးပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်စစ်ခွေးမှတ်တာကတော့ဘယ်လောက်ရှိမလဲဆိုတော့ဒီကနေ့သတင်းများမှာအတည်ပြုစေဖြစ်ပါတယ်ကျွန်တော်တို့ BWN ရဲ့မစ်ရှင်တွေဟာကေရုမဒီလေတက်တိုက်စစ်ဌာနချုပ်တွေနဲ့တည်ရမလားအကောင့်ကြီးအမီးရှင် ဒီခါကတော့ချိုထွန်းအောင်ပြီးရင်မင်းအောင်လိုင်းအလှဲ့လာလို့တော့ပြောစရာရှိပါတယ်။အားကြောင့်လဲဆိုတော့မင်းအောင်လိုင်းရန်ကုန်ခီးစင်နေနောက်ကိုတောက်လျှောက်ထတ်ချက်မကွာလိုက်နေပါတယ်။ဒါပေမဲ့မင်းအောင်လိုင်းဟာအနည်းဆုံး၃မိုင်ပတ်လည်ကနေပြီးတော့လုံကြုံရေးချတာပြီးတော့အကြောက်ကြီးကြောက်နေရတဲ့အဖြစ်ကိုရောက်နေတယ်ဆိုတာလဲထတ်ဆင့်သတင်းစကားပါပါရစေ။ ဒီလို short video အတုံနဲ့အမြန်ဆုံးသတင်းတွေကိုကျွန်တော် YouTube Facebook TikTok တွေမှာတောက်လျှောက်ပေးဆက်ဖို့ကြိုးစားနေပါတယ်။ကျေးဇူးတင်ပါတယ်။ကြောက်ရမလား။မြဝတီသတင်းလေးစောက်နားထောင်ကြအောင်ပြု။